အယိုးမပါတဲ့တာတာရော့ဒီဓာလီသွားသွေးလိုက်အောင်တေချာထက်နေအောင်သွေးနော် ဟုတ်ဖေဖေငါဖေကလည်းဓာတစ်တွေရှိနေတာနဲ့ဒီအယိုးမပါတဲ့တာကိုဘာလို့သွေးခိုင်းရတာလဲမသိဘူးဖေဖေဓာသွေးပြီးပြီတော်တော်လေးထက်နေအောင်သွားသွေးလိုက်တယ်အေးအေးသွေးပြီးရင်အဲ့ဒီဓာနဲ့အနောက်တော့မှသွားပြီးတော့ထင်းခုတ်လာခဲ့တာဖေဖေဟူကြောက်ပြီးတော့မပြောရဲလို့တာဒီအယိုးမပါတဲ့ဓာနဲ့ဘလူလုံပြီးတော့ထင်းအမြိုင်ခုတ်နိုင်မှာမလဲလေတနေ့သာကုန်သွားတယ်ထင်းအမြိုင်မရခဲ့ပါဘူး လက်တွေလည်းပေါက်ပြဲကုန်တယ်။ညနေဆောင်တော့ထင်းစီလေးထမ်းလာပြီးအိမ်ထဲဝင်လာတဲ့ချိန်လန်းတွေကခါတိုင်းလိုတက်ချမနေခဲ့ဘူး။ဖေဖေစုမှလည်းဆိုတယ်လေ။တာပြန်လာပြီလား။ဟုတ်ဖေဖေ။ငါသာထင်းရလဲနဲလာပါလားကွာ။ဒါအယူမပါတော့ခုတ်ရတာတိတ်ပြီးမတွင်ကျဲဘူးဖေဖေရဲ့။ဒါအယူရှာတက်တော့လေတက်ချမခံပါဘူး။ခဏလေးနဲ့ပြက်ပြက်သွားတယ်။တားလက်တွေလည်းပေါက်ပြဲကုန်တယ်။ဖေဖေစီခဏလာပါအောင်။တားလက်ကိုပြ။ ဖေဖေမဆူလို့နေရတာအဆင်ပြေပေမဲ့စဉ်းစားများတာဖေဖေဘာလို့ဒီဓာတ်နဲ့ထင်းခုတ်ခိုင်းတာလဲဆိုတော့ပါဖေဖေဟေးတာဖေဖေမှာဓာတ်အစ်တွေရှိရတာနဲ့ဘာလို့တုံးနေတဲ့ဓာတ်ကိုသွေးခိုင်းပြီးထင်းခုတ်ခိုင်းရတာလဲဖေဖေပြီးတော့ဓာတ်ကအယိုးလည်းမပေါအောင်ဖေဖေသားကိုတမင်ခိုင်းလိုက်တာသားသားလည်းတော်တော်နာနေမှာပဲလာလာဖေဖေစေးလိမ့်ပေးမယ်ပေါက်ပြဲနေတဲ့ကျွန်တော်လည်းကိုစေးလိမ့်ပေးနေတဲ့ဖေဖေစီကနေဖေဖေပြောပြမယ်တေချာနားထောင်တော့သားဟုတ် တားကိုဖေဖေအယိုးမပါတဲ့တားကိုထတ်နေအောင်သွေးခိုင်းတယ်။ပြီးတော့ထင်းခုတ်ခိုင်းလိုက်တယ်။တားလူကျင်တဲ့ထင်းပမာဏရလာတာ။မရဘူးဖေဖေ။ဘာကြောင့်မို့လဲ။တားကသာထတ်နေရဖေဖေ။တားခုတ်ကျင်တဲ့ထင်းကိုလွယ်လွယ်နဲ့ခုတ်လေလို့မရအောင်။ပြီးတော့လေအယိုးမပါတော့ထင်းရတာမလွယ်ဘူးလေ။လက်တွေလည်းနာတယ်။အယိုးလေးရလို့ရညာကြံဖန်ပြီးတက်တော့လေထင်းမလွယ်တော့အားဆိုင်ခုတ်လို့မရအောင်။အဲ့ဒါတော့တားသိတယ်နော်။ဟုတ် ဖိဖိသားရဲ့စူးစမ်းအထောက်မှုနဲ့ဆိုရင်အကျဉ်တန်ရင်ပညာတတ်ကြီးဖြစ်ပြီးဘွဲ့ရီပါရီရပြီးအသိပညာတွေလည်းရလာမှာပဲဒါမဲ့သားသားရူရလာမဲ့ဘွဲ့ရီအတတ်ပညာတွေဆိုတာတုံးနေတဲ့ဓာတ်ကိုဓာတ်သွေးကြောက်ပေါ်မှာတင်ပြီးထက်နေအောင်သွေးတာနဲ့တူရတာအဲ့ဒါမှသားလှုပ်ခြင်းနဲ့အလုံးသားလျှောက်ခြင်းနဲ့လမ်းကိုအစဉ်ပြေပြေသွားနိုင်လိမ့်မယ်အဲ့လိုသွားနိုင်မှုအတွက်ကလည်းသားเจ้าမှသင်ယူခဲ့တဲ့အသိပညာအတတ်ပညာတွေကိုလူတယောက်မှရှိသင့်ရှိထားတဲ့ အကျဉ်းတိတ်ခါကိုကျင့်တရားဆိုတဲ့တရားလေးနဲ့ထိန်းထားနိုင်မှသားဘဝအတရားလှပပြီးအောင်မြင်တဲ့သူဖြစ်လာမယ်သားဖေဖေပြောတာသားသဘောပေါက်လားဟုတ်ကဲ့ဖေဖေအဲ့လိုမဟုတ်ဘဲနဲ့သားမရှိရဲ့ပညာကိုကိုပဲသိရကိုပဲတတ်တယ်ဆိုတဲ့အတွေ့နဲ့မာနရီထောင်လွှားနေရင်ကိုကျင်းစားတဲ့စိတ်ဆိုတာမရှိနိုင်တော့တာကိုကျင်းတရားအကျင့်တိတ်ခါဆိုတာတွေလည်းပြက်ပြက်သွားနိုင်တယ်အယုံမတက်ပဲထားလိုက်တဲ့ဓာတ်လိုပဲသားလိုကျင်တဲ့ပန်းနိုင်ရောက်ဖို့ခရင်သွားမယ်တာ ဖေဖေဆိုလိုတာမာနမထားနဲ့ပြောတာမဟုတ်ပါဘူးမာနတော့ထားပါသားအဲ့ဒီမာနကသူတစ်ပါးကိုဒုက္ခပေးဖို့မဖြစ်စေရဘူးကိုကိုကိုကာကွယ်ဖို့အတွက်ပဲဖြစ်နေရမယ်သားနောက်တစ်ခုကသားယူသွားတဲ့ဓာမှာအယိုးမပါမှန်းတော့တည်တယ်အယိုးမပါတဲ့ဓာကခုတ်လို့မလွယ်ဘူးဆိုတာလည်းသားသိမှာပဲဒါပေမဲ့သားအဲ့ဒီခက်ခဲကိုအိမ်မာကလေးကအစီအစဉ်တစားလုံမသွားပဲတော်ရရောက်မှတွေ့ရအယိုးနဲ့ချမ်းဖန်ပြီးလို့တော့အခုလိုမဖြစ်သင့်တာတွေဖြစ်လာရတာပေါ့တေချာလေးမှတ်ထားသား ဘယ်လုတ်ပဲလုံလုံအလုတ်တစ်ခုလုတ်တော့မယ်ဆိုရင်ကြိုတင်ပြီးအစီအစဉ်ရေးဆွဲကြရတဲ့သားအဲ့ဒါမှတားလုတ်ခြင်းဖြစ်ခြင်းနဲ့အောင်မြင်မှုပန်းနိုင်အောင်ရောက်နိုင်မယ်အဲ့လိုမဟုတ်လို့ကတော့တားလမ်းမှာဒဏ်ရာရသလိုမျိုးတားဘဝပါဒဏ်ရာတန်ဆက်တွေနဲ့ဖြစ်သွားနိုင်တယ်အဲ့ဒါဆိုဖေဖေတီတာနဲ့ဘာလို့တင်းခုတ်ခိုင်းလဲဆိုတာသားသိပြီလားဟုတ်ဖေဖေအေးအေးအေးဖေဖေအဓိကပြောချင်တာကတားမှာအသိပညာအတတ်ပညာတွေရောရှိပါရဲ့ လူတယောက်မှရှိတဲ့ရှိထိုက်တဲ့ဓာယူလေးနဲ့တူတဲ့ကိုကျင့်တရားအကျင့်သိက္ခာတွေမရှိပြရင်လည်းသားလူကျင်တဲ့အထင်းပမာဏမရခဲ့သလိုသားဘွားရဲ့ပန်းနိုင်ကဝေးဝါးသွားနိုင်နေတာအဲ့လိုပဲကိုပဲကြည့်ရဲကိုပဲတက်တယ်ဆိုတဲ့စိတ်အမွေးမြူပြီးမာနတကုံနဲ့ထူနေရင်လည်းလူမုံများပြီးတော့အောင်မြင်တဲ့လောက်မအောင်မြင်နိုင်တော့ဘူးနောက်တစ်ခုကဘာလုပ်ပဲလုပ်လို့အစီအစဉ်တကြစီမံဆောင်ရွက်တတ်အောင်ကြိုးစားပါသား။ဟုတ်ကဲ့ဖေဖေ၊ကဲကဲသားလေးပြန်မလာပြီ။ရေမိုးထုတ်ပြီးနားလိုက်ပါဦး။ ဖေဖေတီသားလေးကိုအယိုးတက်လာအောင်မယ်နော်။မူရင်းသားသူအားလေးစားဆောင် credit ပေးပါတယ်ရှင်။ဟုတ်ကဲ့ပါအခုလိုမျိုးဘ ഹു တုတလေးတွေရရှိဖို့အတွက်ဆိုရင်တော့ကျမရိမတ်တဲ့ power page လေးကိုလည်း like and share လေးလုပ်ထားပေးကြပါအောင်ရှင်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။